ပမာဦးဆုံးစပြီးတော့ကျွန်တော်တို့ break break ကိုပြမယ်နော် break ပြမယ်ဆိုရင်ဒီမှာ၃ညပါနော်၃ည break ပေါ့၃ည break ၃ည B အဲ့တော့ဒီမှာကသူကတက်ကိုဆိုပြီးတော့၃ည break လာထွက်တယ်ပေါ့နော်ဒီခါဒီမှာဆိုရင်၅ break ၅ B ပေါ့နော်၅ B ငါးပီရာဒီမှာဆိုရင်၃၅ဆိုပြီးတော့ငါးပီပြေးတယ်ပေါ့နော်နောက်တစ်ခုဒီမှာဆိုရင်တစ်ပီတစ်ဘရိတ်တစ်ပီတစ်ပီရာကြတော့ဒီမှာနှစ်ကိုဆိုပြီးတော့တစ်ပီလာပြေးတယ်ပေါ့ဒါဆိုရင်ဒီ shift brake ကရောဆက်ပြီးတော့ပြေးနိုင်နေတယ်ပေါ့နော် shift brake ဒီ shift ပြီး shift ပြီးဒီကျွန်တော်ဒီပွဲမှာလာပြီးတော့ပြေးနိုင်နေတယ်ပေါ့နော်ဘရိတ်ဒီနဲ့ပတ်သက်ပြီးတော့ ော်၄ကိုဘရိတ်ကညနေ3:00ပြီးတယ်ဆိုတော့အဲ့ကိုဘရိတ်ကိုခြိုက်လို့မလို့ဘောနော်ကျော်၄ကိုဘရိတ်ဒီတော့အဲ့မှာထက်ထွက်ဖို့ရှိတယ်ဆိုတော့ဟာကိုတော့ပြောတော့ပြောတယ်ဘောနော်ဗီဒီယိုတိုင်းမှာတော့မနေ့ကလေးအတိုင်းပြောတယ်ဘောဒါပေမဲ့လို့3:00မှာကနေ dish ဖြစ်သွားတယ်ဘောနော်ကျွန်တော်6တဝင်းကြီးကတရှိမပါတဲ့ခါကျတော့ဒီဟာဒီကိုဘရိတ်ကိုညှိမသွားဘူးဘောအဲ့တော့နံပါတ်မနဲ့ဒီကျွန်တော်တို့ shift break ရှိတယ်ဆိုတော့တဘောတော့ မှာတစ်ချက်အနေနဲ့လာတွေ့တယ်နော်ဒီတစ်ချက်အနေနဲ့ shift break ရှိရဲဆိုတဲ့အားတော့လာတွေ့တယ်ဟုတ်ပြီအဲ့တော့ shift break တစ်ခုကိုရတယ်ပေါ့နော် shift b shift b ပေါ့နော် shift b ကရတယ်အဲ့တော့နောက်တစ်ခုဒီမှာပဲပေါ့နော်ဒီမှာပဲကျွန်တော်ဒါလေးဖြတ်လိုက်မယ်ဖြတ်ပြီးတော့ပြမယ်ပေါ့နော် ဖြတ်ပြီးပြမယ်ဆိုရင်ဒီဟာလေးဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်ဒါဖြတ်လိုက် ပြလိုက်ပြီသားအော် sorry ပြလိုက်ရင်ကဲနောက်တစ်ခုဒီကောင်းနေပေါ့နော်ဒီ98ပေါင်ညင်ပေါ့နော်98ပေါင်ညင်က8ရတယ်အဲ့တော့ဒီမှာဆိုရင်8နှစ်ခတ်တိ8ပါဝါ3 83 break ကဒီပွဲမှာပေါ့နော်လာပြီးတယ်ဒီဝဲမှာ38ဆိုပြီးတော့ လာပေးတယ်ပေါ့နော်။သုံးညာရှစ်ဆူလာပေးတယ်။တခါဒီမှာဆိုရင်ဒီကိုရှစ်ခွန်ပေါင်းခြင်းက၄ရရတယ်နော်။ကိုရှစ်ပေါင်းလို့ငါ9နဲ့9နဲ့ပေါင်းလို့၄ရတယ်။ဆိုတော့သူဒီ၄နှစ်ကိုဘရိတ်ဆိုရတယ်။ဟော၄နှစ်ကိုဘရိတ်ဆိုတော့ဒီမှာတစ်တစ်ပေါင်းခြင်းနှစ်ပေါ့နော်။နှစ်ရတယ်ပေါ့နော်။နှစ်ဘရိတ်ရတယ်။နှစ်ဘရိတ်ရတယ်နော်။တခါကျတော့ဒီမှာကျတော့ တရှိ6ပေါင်းရင်က5ပေါ့နော်ငါးတုံ2ပြိပေါ့နော်ငါးတုံ2ပြိဆိုတော့ဒီမှာ sorry ငါးတုံ3ပါ ya sorry ပါငါကပ်ပါဝါတွေယူနေတာမှားပြီငါးတုံ3ပြိရဒါဆိုရင်ဒီမှာတုံ9ဆိုပြီးတော့ရတာပေါ့နော်တုံ9ဆိုရပဲနောက်တစ်ခုကကြတော့ဒီမှာ ဒီ913ပေါ့နော်913ပေါ့နော်တုံးရတယ်အဲ့တော့358ဆိုတော့ break ရှိတယ်ပေါ့နော်358 358ဆိုတော့ဒီမှာကဒီမှာ305ဆိုတော့ငါ break ပြီးတော့ဟိုပြာနော်တခါဒီမှာအဲ952ပေါင်းခြင်းက6 613 break ရမယ်နော်613 break အဲ့တော့6 6 1 9 break ပါဗျာ sorry လက်ကရောင်ရောင်ကြီးမှားပြောတာနော်အဲ့တော့ဒီမှာ tip break ဆိုပြီးဒါလုံးမျိုးပြီးဒါဆိုမက်ဖန်အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ954ပေါင်းပဲဗောနော်954ပေါင်း954ပေါင်းတဲ့ခါကျတော့ရှေ့ရတယ်နော်ရှေ့တုံ break ရရှေ့တုံ break ရဒါတော့အဲ့ဒီခါကျတော့ဒီမှာကရတဲ့ရှေ့ break နဲ့ဒီရရှေ့ break နဲ့လာညီတော့ကျွန်တော်ကအာရှေ့ break တစ်လုံးပဲခြင်လိုက်တော့မှာဗောနော်ရှေ့ break မှန်တကယ်တော့ရှိရတော့ရှစ်တက်သုံး break တိုးတော်လဲကျွန်တော်ကရှစ် break ကိုပဲအဲဒီမှာလဲရှစ် break ဒီမှာလဲရှစ် break ပေါ့နော်ဒီမှာလဲရှစ် break ပါတယ်ဆိုတော့အကကြတော့ကျွန်တော်ရှစ် break တစ်ခုကိုခိုင်းလိုက်မယ်ပေါ့နော်အဲရှစ် break ကိုခိုင်းလိုက်မယ်ကဲဟုတ်ပြီဒါဆိုရင်ရှစ် break ကိုဘာကြောင့်ခိုင်းမလဲပေါ့နော်ခိုင်းမလဲဆိုရင်ကျွန်တော်ကဒီမှာကျွန်တော်တို့တစ်ခုစပြီးတော့ကြည့်ကြမယ်ပေါ့နော်တစ်ခုစပြီးကြည့်ရမယ်ဆိုရင် အဲ့မှာရှစ်တဲ့တုံးပြိစားပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးရှစ်တဲ့တုံးပြိကိုဘယ်လိုပါနဲ့ခိုင်မလဲပေါ့နော်အဲ့တော့ဒီမှာဒီရှစ်ရဲ့ဒီတတိရဲ့ပေါ့ရှစ်တဲ့တဲ့ပေါင်းခြင်းကကျွန်တော်တို့၃ညရတယ်နော်၃ညဆို၃ညလုံးပိုင်းရတယ်နောက်တစ်ခါကျွန်တော်ဒီမှာပြနေတော့မယ်နော်ဒီတိရဲ့ဒီတိရဲ့ဒီက တစ်ထုံညာရဲ့ပေါင်းညာနှစ်ရတယ်နော်နှစ်ရတယ်နှစ်ရတဲ့ခါကျတော့သူကနှစ်လို့ရင်းမယ်ပေါ့နော်နှစ်ပိုင်းနှစ်ပိုင်းရတယ်နောက်တစ်ခါကျော်နေမှာရောင်ပြောင်းမယ်ဒီရောင်လေးနဲ့ပေါ့နော်ဒီကိုရဲ့ဒီတုံညာရဲ့နှစ်ရပေါင်းညာတစ်ပိုင်းပေါ့နော်ဟိုတစ်ပိုင်းတုံညာနှစ်တစ်အဲ့တော့တုံညာနှစ်ဆိုတော့ဒီမှာတစ်တစ်ပိုင်းပေါ့နော်တစ်ပိုင်းတစ်ကဘိုင်းဆိုတော့ထိတ်မှသွားရည်လို့ အနောက်မှာမရဘူးလို့ပြောလို့မရနော်တစ်ပါရီဆိုတာရတယ်နောက်တစ်ခုလုံးပိုင်းတစ်ခုရှိတယ်အဲ့ဒါပါလဲပေါ့အဲ့ဒါပါလဲဆိုရင်နောက်တစ်ခုလုံးပိုင်းတစ်ခုထက်ကြည့်မယ်ပေါ့နော်ဒါကတော့သူအနေနဲ့နေနေနေမဲ့သွားလို့မယ်3တုံညာရေဒီက2ရေပေါင်းရင်5ရတယ်နော်5ပိုင်း5ပိုင်းရတယ်အဲ့တော့5 5တုံညာဆိုတဲ့ခဏန်းကဒီတုံညာနဲ့ဒီက5နဲ့ကဒီမှာတုံညာ5ဆိုပြီးတော့လာထွက်ပြီပေါ့နော် ဒီမှာ3ည5ဆိုပြီးလာထွက်ပြီးတယ်เนาะ3ည5ဆိုပြီးလာထွက်ပြီးဒီ3ည ਨੇ ဒီ9ည ਆ เนาะ3ည5ဆိုပြီးလာထွက်ပြီးတယ်အဲ့တော့နောက်ထပ်တစ်ခုဒီ3ည5ရေ3ည5ရေဒီက4ရေပေါင်းခြင်းอ่ะ3ည5လေးပေါင်းခြင်းอ่ะ9 9ရတယ်เนาะ9ရတယ်9ဆိုတော့9ဆိုတော့ဒီက2ရေဒီက2ရေဒီက9ရေပေါင်းခြင်း2 9ဆိုပြီးတော့ဒီမှာလာထွက်တယ်เนาะ2 9ဆိုပြီးလာထွက်တယ် တော့ဒီမှာဆိုရင်လည်းကျွန်တော်ကဒီ91ရေ91ရေဒီရက်1ပေါ့91ရေဒီရက်ပေါ့လို့ဗာရလဲဆိုရင်ကျွန်တော်ခွန်ရတယ်เนาะခွန်ရတော့ဒီမှာဒီရက်1ရေဒီရက်ခွန်ရရတစ်ခွန်ဆိုပြီးရတယ်เนาะတစ်ခွန်ဆိုပြီးရတော့17 17ဒီလေကျွန်တော်ဒါ10 break ဖြစ်နေတာကိုတွေ့ရတယ်ဗောနော10 break ဖြစ်နေတာကိုတွေ့ရတယ် ော့ကျွန်တော်တို့170ဟိုမနက်ကဟိုဒါတော့ဝက်ကောင်းထိုးမယ်ပေါ့နော်170ဘလိုဝက်ပြပြ170ထိုးထိုးပါမယ်ပေါ့နော်။သုံးညာကထွက်တယ်နှစ်ကိုထွက်တယ်ပေါ့နော်။တစ်ကိုကျွန်တော်ရိုက်တယ်နော်။ခုနကရှစ်ဘရိတ်ရှစ်ဘရိတ်တွေကျွန်တော်ပြခဲ့တယ်ပေါ့နော်။ရှစ်ဘရိတ်ရှစ်ဘရိတ်တွေဘာတွေရှိလဲဆိုပြခဲ့။ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီဒီတစ်ကွန်ပါတဲ့ဟာကနန်းပေါ့နော်1 chain ဘာတွေရှိလဲဆိုတော့ချက်ပြပေးမယ်နော်။နောက်တစ်ခုကအဲ့တရက်တာလုံးဝင်ဘာတွေရှိလဲဆိုတော့ပြပေးမယ်နော်။ အဲ့တော့ဝမ်းကျင်းစိုက်အနေနဲ့ကြည့်မယ်ဆိုရင်လေခုနကတော့တင့်နေခုံးနဲ့ဟိုဘလို့ရှိလဲဆိုတာတစ်ချက်ပြရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဘယ်ကနေစမယ်ဆိုရင်ဒီ3ညာ1တုံညာပေါင်းခြင်းကကျွန်တော်တည်ရတယ်เนาะတိချောင်းဝမ်းခြင်းဆိုတာရတယ်အဲ့ဒီတိချောင်းဝမ်းခြင်းကတိကိုးမှာလာပြီးတယ်တခါဒီတိငါတိကိုးငါပေါင်းခြင်းငါရတယ်เนาะငါတုံညာဝမ်းခြင်းရှိတယ်ငါတုံညာဝမ်းခြင်းငါတုံညာဆိုပြီးတော့ ွားဒီမှာလာပေးတယ်ဗောနော်နောက်တစ်ခုကတော့တင်ငါတပောင်းရင်ခွန်ရှိတယ်လက်ခွန်နှစ်ဝန်းကြီးကကျွန်တော်နှစ်9မှာလာပေးတယ်ဗောနော်ဒီပွဲမှာလာပေးတယ်ဒါဆိုရင်ဒီမှာ39 9 8ပောင်းရင်ခွန်နှစ်ပဲရတယ်နော်ခွန်နှစ်ဝန်းကြီးရှိတယ်အဲ့တော့ခုနကတော့တလုံးပိုင်းနဲ့မှာလဲကျွန်တော်ခွန်ပါတယ်ဗောနော်ခွန်ပါတယ်ဒီမှာခွန်နှစ်ဆိုတဲ့ဝန်းကြီးတွေ့ရတယ်နော်လုံးပိုင်းထဲမှာလည်းကျွန်တော်ခုံပါတာတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တစ်ခုံကတော့ထိုးထိုးတင်တယ်နော်နောက်တစ်ခုကကြာတော့ အော်တရက်တာအနေနဲ့တွေ့ရတာလေးတခုပြရရင်နော်ပေါ့နော်ပြရရင်လည်းဆိုဒီရှစ်ရှစ်လေးပေါင်ရင်ကတုံညာတစ်လုံးပေါ့နော်တုံညာတစ်လုံးကဒီတရက်လုံးမှာဒီဒီတရက်လုံးမှာဒီမှာပေါ့နော်ဒီတရက်လုံးမှာသူကတုံညာဆိုပြီးလာပြီးရတွေ့ရတယ်တခါဒီမှာတကူတစ်ပေါင်ရင်ကကျွန်တော်တစ်ရတယ်ပေါ့နော်အဲ့တစ်ပိုင်ကဒီတရက်လုံးမှာပေါ့နော်ဒီတရက်လုံးမှာတစ်ဆိုပြီးလာပြီးရတွေ့ရတယ်တခါ6ရှစ်ခုပေါင်ရင်က4ရတယ်နော်4အဲ့4ရကြတော့ဒီတရက်လုံးမှာ ကျွန်တော်တို့ဒီမှာ၄ဆိုပြီးလာပြရတွေ့ရတယ်နော်နောက်တစ်ခုက5 6ပေါင်ကျင်2ရအဲ့နှစ်ကဒီဒီရလုံးမှာဒီမှာ2ဆိုပြီးတော့ဒီဒီရလုံးမှာ2ဆိုပြီးလာပြရတွေ့ရတယ်နော်ဒါဆိုရင်9 9 3ပေါင်ကျင်ကျွန်တော်တွေ့ရတယ်နော်အဲ့တစ်ကဒီဒီရလုံးမှာဆိုတော့ဒါမနေ့ပိုင်းမှာလဲကြနိုင်တယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့မနေ့ပိုင်းမှာလဲကြနိုင်နေရှိတဲ့အတခုဖြစ်နေဒါဆိုရင်ကျွန်တော်တို့ကခုနကတော့ဟာ 17ဆိုတဲ့တစ်ခွက်ကိုပဲကျွန်တော်မနက်ဖြန်မနက်တရက်တာပါနော်မဟုတ်မနက်ဖြန်မနက်ပေါ့တရက်တာမဟုတ်မနက်ဖြန်မနက်မှာဒါအော်ပြီးတော့ထိုးมาဖြစ်ပါတယ်နော်17 break ကတော့ကျွန်တော်10 break ပေါ့နော်10 break ကိုပဲတစ်ပိုင်းခုံပိုင်းပေါ့နော်ပတိအနေနဲ့ပြောမယ်ဆိုရင်လည်းကျွန်တော်တို့အဲတစ်ခုံကတော့ main ထိုးခွက်ပေါ့နော်တစ်ခုံ main ထိုးခွက်ဖြစ်တယ်တစ်ခုံကြီးကျွန်တော်တို့ main ထိုးမဲ့အခွက်ဖြစ်တယ်တစ်ခုံခွန်တစ်ပေါ့နော်ထိတ်စီနောက်ဝိတ်မရှိဘူးပေါ့နော်အာပြီးတော့ထိုးပါမယ် နော်တစ်ခုံအာပေါ့နော်တစ်ခုံအာရေးအာလို့ရေးလိုက်တစ်ခုံအာပြီးတော့ထိုးပါမယ်နော်ရှစ်ဘရိတ်ရှိရပေါ့နော်ရှစ်ဘရိတ်ရှစ်ဘရိတ်ရှိတယ်နောက်ကြတော့တစ်ပတ်လို့ရတယ်ခွန်ပတ်လို့ရတယ်ပေါ့နော်ဒါတွေကတော့ဟိုချဲ့တဲ့အခွက်တွေပေါ့နော်တစ်ပတ်ခွန်ပတ်ချဲ့တဲ့အခွက်တွေတကယ်တမ်းထိုးမှာတော့ဒီ17တခွက်ကိုပဲထိုးမှာဖြစ်တယ်ပေါ့နော်17ကိုပဲဒီတခွက်ကိုပဲကျွန်တော်တို့ကောက်ကောင်းအနေနဲ့ထိုးမှာဖြစ်ပါတယ်ခင်အားလုံးပဲကံကောင်းကြပါစေဗျာ